ကျွန်တော်လေစာချစ်ခင်ရပါသောပြည်သူ လူထုအပေါင်းတို့ခင်ဗျာ2025ခုနှစ်မတ်လ28ရက်နေ့ဟာကျွန်တော်တို့နိုင်ငံရဲ့တမိုင်းမှာစိုးဝါးတဲ့တဘာဝဘဲအန္တရာယ်ကြီးကြောင့်မေ့မရနိုင်မဲ့နေ့တစ်နေ့အဖြစ်မှတ်တမ်းဝင်သွားပါပြီငလင်းတန်တင့်တယ်တာအသီးသီးကနေတက်လာတဲ့သတင်းတွေကိုမြင်တွေ့ကြားသိရတာဟာတကယ်ကိုရင်လွတ်ပေါ်နေ ကောင်းလာပါတယ်ဒီလိုဘေးဒဏ်ခံစားရတဲ့နိဒာမှုဟာအလွန်အရေးကြီးတဲ့ကိစ္စဖြစ်တာကြောင့်ဝန်ကြီးချုပ်ကတိုင်းပြည်နဲ့ကဘာကိုအတိပေးပြောကြပြီဖြစ်ပါတယ်ယခုကျွန်တော်တို့နိုင်ငံတော်တစ်ခုလုံးအတွက်စိုးရင်ထိတ်လန့်ပွဲကိစ္စဖြစ်တာကြောင့်ကျွန်တော်ယာယီသမ္မတသူ့ဦးနဲ့ဖြစ်အလဲနဲ့ထပ်မံပြောကြရအချင်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာ နှစ်ပေါင်း186နှစ်တွင်အဆိုးအဆုံးမြင်းလင်တန်ကြောင့်အသက်ဆုံးရှုံးရသူထိခိုက်ဒဏ်ရာရသူအိုးအိမ်ပစ္စည်းဆုံးရှုံးသွားရသူတူးချင်းစီတိုင်းမိသားစုဝန်တိုင်းနဲ့ကျွန်တော်တို့အားလုံးအထူးထူရှိနေပါတယ်လို့ဆုတောင်းပေးပါတယ်တူးချင်းစီတိုင်းနဲ့ထတ်တူဝန်내ကျေကွယ်မှုကိုမျှဝေခံစားရပါတယ်ကျွန်တော်ရဲ့မိသားစုဝင်များတည်ဆုံးရသလို့ ပူဆွေးဝန်နေရပါတယ်လက်ရှိမှာတေချာအတိမပြုတ်နိုင်သေးပေမဲ့ဘာသာပေါင်းစုံကယဟန်ရှင်လူပြည်သူလူထုတေဆုံးသူအရေတွက်ဟာထောင်ပေါင်းများစွာထိရှိနေမယ်လို့အကျမ်းဖြင့်ခန့်မှန်းချက်တွေတွေ့ထားပါတယ်ဒါဟာကိင်္ဂဏတသက်မဟုတ်ပါဘူးဒါဟာဒဇင်းတွေမဟုတ်ပါဘူးဒါဟာကျွန်တော်တို့ချစ်ခင်ရတဲ့ကျွန်တော်တို့ရဲ့မေတ္တာစု ညီကိုမောင်နှမဆွေမျိုးသားချင်းတိုက်ပြီလို့ထုတ်ဖြစ်ပါတယ်။ဒါဟာအဖို့ဖွားတွေမြေခင်ဖခင်တွေသမီးငယ်တန်းငယ်တွေဖြစ်ပါတယ်။ဒီထဲမှာအရွယ်မြောက်သေးသူတွေပါသွားတာကိုလည်းသိရပါတယ်။ဘလောက်တော့မှတိုက်ပြီအတွက်ဆုံရှုံနေတာပဲဖြစ်ပါတယ်လေ။ပဲလောက်တော့မှစောစည်းစွာကျွလွန်းအလဟတဖြစ်သွားတဲ့ဘဝတွေပါလေ ပြင်အားခုနှစ်တတမခုနှစ်ရှိတဲ့ငလင်တန်ကြောင့်ဒိုင်ပြည်ရဲ့တတနိကအဆောက်အဦအမွေအနေအဆောက်အဦတွေပါအပါဝန်လူနေအဆောက်အဦတွေစီပွားရေးလုပ်ငန်းတွေလန်ဒရာတွေပြိုကျပျက်စီးခဲ့ပြီးဒါဟာနိုင်ငံအတွက်ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ပါတယ်နိုင်ငံတော်ကမြို့ပေါင်း80နီးပါးမှာငလင်တန်ခန်းစားရပြီးအထူးသဖြင့် နိုင်ငံအတွက်တံဖိုးကြီးမားလာတဲ့အမွေနစ်များတည်ရှိရာမန္တလေးစကိုင်းအင်ဝတ်တို့မှာပျက်စီးဆုံးရှုံးမှုတွေကိုတွေ့ရတာဟာဖြေမစင်နိုင်စရာဖြစ်ပါတယ်ဗုဒ္ဓဘာသာဝင်တွေရဲ့အထွတ်မြတ်ဖျားစီတီပထူအမွေနစ်တွေပျက်စီးထိခိုက်ရတဲ့အပြင် အစ္စလမ်ဘာသာဝင်များရဲ့ရမဒန်ဥပုလ္လရက်မြတ်ချိန်ခါမှာခုလိုဝင်လိုက်ပေါ်ရာ ဖြစ်ရဆုံးတဲ့ ကြုံတွေ့ရပြီးရှဲဟောင်းဘလီတွေတိခက်ပြည့်စည်သွားတာကိုတွေ့ရတာဟာလေယူကျုံးရဖြစ်ပေါ်ရပါပဲတိခက်တဲ့ဆုံးခေရတဲ့အစ္စလမ်ဘာသာဝင်သူအချင်းစီအတွက်မိသားစုများနဲ့အတူဝမ်းနေကြွက်ရပါတယ်နေလေလှုပ်ချင်မှာပရိယတိစပေများတင်အန်လေလာ နေကြတဲ့ယဟန်တကတော်များပြန်လွန်တော်မူတိခက်ကြရတဲ့တရင်ချောင်းလေ စိတ်နှလုံးညှို့ချုံယူကြုံမရဖြစ်ရပါတယ်။ဒုဥချင်းစီတိုင်းတန်ကတပါချင်းစီတိုင်းအတွက်ဆုတောင်းပေးနေပါတယ်။ငလင်ဘေးတန်တင့်တဲ့တွေလားအတီးတီမှာအချိန်နဲ့တပြေးနီကိုကြီးကေဆေရဲ့ဆောင်ရွက်ချက်သူဒုဥချင်းစီတိုင်းကိုအထူးကျေးဇူးတင်ရှိလာပါတယ်။ဆွန်လွတ်ဆွန်ဇာလူဆောင်မှုအတွက်ဂုံလဲယူမိပါတယ်။ ပြည်သူအစိုးရဖြစ်တဲ့ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ငလင်အရေးပေါ်အခြေအနေပေါ်လာချိန်မှာချက်ချင်းတိုက်ပင်ဆွေးနွေးကြပြီး အထူးသဖြင့်တော်လန်ရဲ့အင်အားစုထိန်းချုပ်တဲ့ရတွေကငလင်ဘဲတန်တင့်လူထုကိုထိထိရောက်ရောက်မြန်မြန်ဆန်ဆန်ကူညီနိုင်ရေလုံငန်းတွေချမှတ်လို့ဆောင်ခဲ့ကြပါတယ်အခုဆိုဒီချိန်မှာကျွန်တော်တို့ရဲ့မဟာမိတ်တိုင်းဒါလက်နဲ့ကဲဖွဲ့စည်းများ အရက်ဘက်လူမှုအဖွဲ့အစည်းများအနေနဲ့လည်းလူအပ်နေတဲ့လူထုအတွက်ကိုညီလှူဆောင်ပေးကြဖို့ကျွန်တော်အနေနဲ့အနှုံးညွတ်သတ်မှန်ပန်ကြားလိုပါတယ်ကျွန်တော်တို့အားလုံးကိုစွန်းညံစွန်းရှိမြကျွန်တော်တို့လူထုကိုဝိုင်းဝန်းကိုညီကြရအောင်ပါနိုင်ငံတကာမိတ်ဆွေများပြည်ပရောက်မြန်မာတိုင်းဝိုင်းများအနေနဲ့လည်းခုချက်ချင်းကိုပဲကျွန်တော်တို့လူထုကို ချစ်ချစ်ရောက်ရောက်ကိုညီကြဖို့အလဲနဲ့တိုက်တွန်းပါတယ်။ဒါပြင်ပေးလိုက်တဲ့အကူအညီတွေကိုလည်းလူကြားကောင်းယုံလူမြင်ကောင်းယုံနိုင်ငံရေးအရာအထုံးချခံရယုံတက်တက်အတွက်ဖြစ်မသွားစေပဲအမှန်တကယ်လိုအပ်နေသူစီရာနှုန်းပြရောက်သွားအောင်လှုပ်ဆောင်ဖို့အရေးကြီးလာတယ်လို့သတိပေးလိုပါတယ်။ဒီလိုလိုအပ်နေသူတွေစီ ရန်နုံပြည့်ရောက်ရှိနေရဲကျွန်တော်တို့မြို့သားညီညွတ်ရဲဆိုရပါဝန်ဒေါ်လာကြီးအင်နာဆိုများအားလုံးကပူပေါင်းဆောင်ရွက်ဖို့အစဉ်တင်ရှိပါတယ်ဆိုတာကိုလည်းအသေးချာအတိပဲလို့ပါတယ်အချင်းမြေးလာပါကျွန်တော်တို့အမြဲတကားဖွင့်ထားပါတယ်တတိုင်းပြည်လုံးကလင်ဘဲတန်နဲ့ခြုံတွေ့ရနေချင်း take land ချင်းနဲ့ပူပင်တော့ကခန်းစားနေရအချင်းမှာ ကိုပဲအရတလူထုကို စစ်ကောင်စီကအကြမ်းဖက်လေကြောင်းတက်ခတ်ခဲ့တာကို အပြင်းထန်ပြစ်တင်ဆုံးချပါတယ်။တခါလောက်ဖြစ်ဖြစ်လူစစ်လေမမွေးနေကြဘူးလားလို့မေကွန်းထုတ်လိုက်ခြင်းပါတယ်။ကျွန်တော်တို့နိုင်ငံမှာဆိုးရွားတဲ့အဖြစ်အပျက်တွေနဲ့ရင်ဆိုင်ရခြင်းပါတိုင်းကျွန်တော်တို့လူထုဟာသူ့ကိုယ်သူလက်တွေဖဲကိုထူမပြင်းမမတ်ပြန်ရနိုင်ခဲ့ကြတယ်လို့အခုလေပြည်သူအား ညညမှုအားနဲ့ဒီဖြစ်ရဆူကြီးကနေယုံထနိုင်ကြမယ်ဆိုတာကျွန်တော်အနေနဲ့အနည်းငယ်မြတ်တန်တရားမရှိပါဘူးဝန်နေစာတွေအတွက်ကျွန်တော်တို့အတူတူဝန်နေကြပါမယ်အတူတူပူဆွေးငွေကြွေးကြရပါမယ်ပြီးတဲ့အခါအပြန်လာမြည်ရေတုတ်ပဲကြပါမယ်ပွေဖိုက်နှစ်သိမ့်ကြပါမယ်ကျွန်တော်တို့မှာကျွန်တော်တို့ သူရှိတယ်ဆိုတာအမြင်နှလုံးသွေးကြပါမယ်။တယောက်နဲ့တယောက်ကြောချင်းကရင်ချက်အပြေးရင်ဆိုင်ကြပါမယ်။ပြင်းရင်ပြပုံတဲ့ကယုံတာကြပါမယ်။နေတဲ့တွေကိုခွန်အားပြည့်နဲ့နှုတ်ဆက်ကြပါမယ်။ကျွန်တော်တို့လူထုကိုကျွန်တော်အပြည့်ဝယုံကြည်ပါတယ်။ချစ်ခင်လေးစားရောပြည်သူလူထုကြည်ခမပြည်သူမပြည်သူတို့မေတ္တာတရားအချင်းနာတရားဂရုဏာတရားတို့ကို လက်ကင်ထားပြီး why one ဖဲမှာကိုညီချင်းအဖြစ်ဒီကပ်ဘေးကြီးမှာကျွန်တော်တို့အားလုံးအတူယုံထွက်ကြပါစို့တူဦးပေါ်တူဦးယုံကြည်မှုအားပေးမှုနှစ်သိမ့်မှုစူးစီးညင်ညွတ်မှုများဖြင့်အတူတကွပြန်လဲတည်ဆောက်ကြပါစို့လို့တိုက်တွန်းပြောကြရင်နေခုံချွတ်အပ်ပါတယ်ခင်ဗျာ